ရက်ကမြန်မာနိုင်ငံမှာအရှိဆုံးလို့ဖြစ်နေအရှိဆုံးမျိုးဖြစ်နေတော့ကျတော့မိကလေးရဲ့ပါတော့ဟုတ်တယ်မြန်မာအမျိုးသမီးတွေမှာတော့ကျွန်မအရှိဆုံးပဲအခုအရက်ကစကစားတဲ့အချိန်တုန်းကကျတော့6ပြည့်မြေအခုကစားတာကစားတဲ့တက်ကလည်းဟိုပါ78လောက်ရှိသွားဆိုတော့6ပြည့်နဲ့6ဖြစ်သွားတယ်အရက်ကစားရင်းနဲ့ရှိလာပေါ့ဟုတ်အဲ့လိုမျိုးတော့တခါလေကြာရင်လည်းစိတ်ညစ်တာပါဒါပေမဲ့ဘော်ဒီဘောကစားတဲ့အချိန်မှာတော့အရက်ရှည်တာတော့ပျော်ပါတယ်ဟိုကိုအရက်မောင်းက ဟိုမခုံငင်တဲ့အပိုက်မှာလက်ကตาနေရဲဆိုတော့လေအဲ body ball ကစားတဲ့အချိန်ညရင်တော့ပျော်ပါတယ်စိတ်မညစ်ဘူးအထူးဆန်းတချို့ကျတော့လေဟိုပေါ့နော်ရီကြတယ်ဟာဟာဟာတိုက်ကြတယ်ပေါ့နော်အရက်ရှိတော့ကြည်ပြီးတော့ဟိုလှောင်တယ်လို့ဘာညာလဲဖြစ်ပါတယ်ဒါပေမဲ့ဟိုတချို့ကျတော့လေအာရဝန်တန်တဲ့ဓာတ်ပုံရိုက်တဲ့လူလည်းရှိပါတယ်အလိုမျိုးဟိုကိုကကိုအရက်ရှိပေါ့အရက်ရှိတာကနည်းနည်းကိုကဟိုပါဖြစ်အားနေချက်ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကရီတယ်လို့ဘာညာဆိုပေါ့နော်စိတ်နည်းနည်းတူသွားတာရောရှိရတယ်

ဗောလီဘောကစားဖို့ခေါ်တာနဲ့အဲ့နဲ့ဝါသနာပါလဲပါတာနဲ့အဲ့မန္တလေးတိတ်ပန်ကျောင်းမှာအရင်စနေပြီးကစားဖြစ်ပါလေရွယ်မှာလဲဆိုတော့ကျမဟွာလောက်မှာကစား20ကျော်လောက်မှာကစားဖြစ်တယ်22လောက်မှာစပြီးကစားဖြစ်ပါတယ်အခုအရက်ကစကစားတဲ့အချိန်တုန်းကကျတော့6ပြင်းနေအခုကစားတာကစားတဲ့တက်ကလည်းဟွာ68လောက်ရှိသွားဆိုတော့6ပြင်းနေ6ဖြစ်သွားတယ်အရက်ကစားရင်းနဲ့ရှိလာပေါ့ဟုတ် အဲစိတ်ညစ်တာပေါ့အရက်ရှည်ရာကျမတို့လူကားစီးတဲ့အချိန်မှာဒုက္ခရောက်တယ်လေ။နောက်မှကျတော့အိမ်ထဲတွေပါဝင်တော့ဆိုကိုအိမ်ကိုပုံစံနဲ့တိုင်းဆောက်ထားမှမဟုတ်တော့အိမ်တွေပါဝင်တော့တစ်ခါလေးကြာရင်တော့တိုက်မှာပေါ့။လူလူလေးရောင်းဝင်ရတယ်ဒီချိန်ကြီးတွေပေါ့။ငုံဝင်ရတယ်အဲလိုင်းကားစီးလေတစ်ခါလေးကြာရင်မလွတ်ရင်ငုံပြီးနေရအဲစိတ်ညစ်တာပေါ့။အဲ့လိုမျိုးတော့တစ်ခါလေးကြာရင်လည်းစိတ်ညစ်တာပေါ့။ဒါပေမဲ့ဘောလီဘောကစားတဲ့အချိန်မှာတော့အရက်ရှည်ရာတော့ပျော်ပါတယ်။ဟိုကိုအရက်မောင်းကမခုံငင်းလေးကပိုက်မှာ လက်ကตาနေရဲဆိုတော့လေအဲဘော်ဒီဘောကစားတဲ့အချိန်ညရင်တော့ပျော်ပါတယ်စိတ်ပျော်အဆုကတော်တော်များများရပါတယ်မြန်မာနိုင်ငံမှာအဆကစားကြတဲ့ပထမဦးဆုံးကစားတဲ့နှစ်ကတော့မရဘူးပေါ့နော်နောက်ဆုံးကြမှာဟိုတခြားလေရေးစင်ရဆရာဦးသိန်းဆိုရင်လည်းလေ့ကျင့်ပြီးမှအဲ့လိုကစားလိုက်တဲ့အချိန်မှာစုအများအမ်းရပါတယ်မြန်မာနိုင်ငံကတော်တော်များတယ်အဆုကတော့30အမ်30လောက်တော့ရှိတယ်ဟုတ်ရှိတယ်အဲခုလက်ရှိမှာတော့ကစားနေတော့ရှင့် စားနေတော့အခုကရန်ကုန်တိုင်းကုသပြုကစားပါတယ်နောက်ပြီးကြတော့ပြောမယ်ဆိုရင်အခုအမျိုးသားအကစားပွဲတော့ဆိုရင်တော့ကာကွယ်ရေးကုသပြုကစားမယ်လက်ရှိကန့်ဝင်နေရပါတယ်ဒါကအခုကခွင့်နယ်ပြန်လာတာပါအဲအမျိုးရိုးကြောင်းသူပြောရမလားအမေကတော့9ပေ30ရှိတယ်ကျွန်တော်တို့မောင်မတွေလည်းပါဘူးမှမရှိဘူးကျွန်မတယောက်တည်းရှိတာဟုတ်တယ်ကျွန်မအရှိဆုံးဘယ်လိုရအောင်စားတော့ကခင်ရအောင် စတာဗောဟိုခေါ်တာဗောဖမ်းပင်လူဒူးရှည်လူအဲ့လိုမျိုးဗောမော်ရယ်လုံတို့ဘာညာအဲ့လိုတော့ခေါ်ကြတာဗောအော်ပုံမှန်ရဲလေးပဲဖြစ်ချင်တာဗောတခါတလေတော့ဖြစ်ချင်တာအဲ့ဟိုလောက်ဆိုငါပေ30 6ပေလောက်ဆိုရင်တော့ကျန်တတ်ပါတယ်ဒါပေမဲ့အခုတော့မဖြစ်နိုင်ပါဘူးအတက်က40နဲ့ကတ်နေပါတယ်အော်အိမ်မှာတော့အဲ့လိုမျိုးကိုသူများညီနဲ့မတူအောင်တော့ကိုယ့်ရဲ့နဲ့လွတ်အောင်တော့စောက်ထားပါလေ။ဟုတ်။ဒါပေမဲ့တော့အိမ်ပေါ့။ မတို့ကစကိုင်းဘက်မှာနေတာဟုတ်မောင်နှမကအကုန်လုံး9ယောက်ရှိပါတယ်တခါလေးကြရင်လည်းတင်ငယ်မှုဖြစ်ပါတယ်တခါလေးကြရင်လည်းဟိုကိုကုတူနှစ်ကိုပဲဆိုပြီးတော့ဒီတိုင်းပဲဖြည့်ပြီးနေရပါအကုန်လုံးကကြည့်ကြရတယ်အရက်ကမြန်မာနိုင်ငံမှာအရှိဆုံးလို့ဖြစ်နေအရှိဆုံးမျိုးဖြစ်နေတော့ကြတော့မိကြီးရဲ့ပါနော်ဟုတ်တယ်မြန်မာအမျိုးသမီးတွေမှာတော့ကျမအရှိဆုံးကျမထက်ရှိတာတော့မရှိပါဘူး။ဟိုရှမ်းတရုတ်မှာတော့ရှမ်းနဲ့ တရုတ်နဲ့ဆက်ထားတယ်ရှမ်းတရုတ်မှာတော့ရှိတယ်တောင်ကြီးဘက်မှာသူကသူကလည်းအတူတူပဲ6ပေ5လောက်ရှိတယ်ကျမတို့အင်းဟုတ်6ပေ6ဟုတ်ဟောတိတ်ထားတဲ့လောက်ကတော့2ရောက်လောက်ပဲဟုတ်ထူးထူးခြားခြားအဲ့လိုတော့မပြောပါဘူးကျမတို့ကဖြေးဖြေးမှအဲ့လိုကစားမကစားခင်နေအချိန်တုန်းက6ပေနှစ်ပဲရှိတယ်ကစားလည်းကစားမှအရက်ကဒီမှာတော့ လေးလက်မလောက်ကိုရှည်လာရှိပါတယ်မြန်မာနိုင်ငံမှာတော့အဲ့လိုပေါ့နိုင်ငံခြားမှာတော့သူလိုကိုလိုတွေများပါတယ်ဟုတ်ဒီလိုပါပဲတချို့ဆိုရင်မချန်မချန်ထွက်ထိုင်ပြီးပါလာဘာညာအဲ့လိုလိုပြောရတခါတည်းကြာရင်လေဟိုကြောက်တာပေါ့နော်ပြောမဆိုကိုကကိုရကအားတောင်နေရဆိုမခုံမင်းနဲ့ဒီလောက်လောက်ထွက်နေလေအဲ့လက်ကပိုက်ပိုက်ထဲဒီလောက်လောက်ထွက်ပိုက်ထဲ round ကျော်ဟုတ်တယ်ဟုတ်တယ်ဒီပေါ်လုံးရနဲ့ ဘလုံးကိုဒီထောင်းလိုက်တိုင်းတမတ်ပဲအခုချိန်ဒီလဲကစားနိုင်ပါတယ်ဟာဟောအကစားထီဟိုမှာပေါ့40ကျော်42နှစ်လောက်ထီတော့လောက်သွားမယ်လို့စိတ်ကူပါအိမ်နောက်ပဲရှိပါတယ်သူရကတော့သူရကတော့ဟိုပါဗော၅ဘီနဲ့ရှစ်ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်သူစိတ်ညစ်မှာဗောအော်သူစိတ်ညစ်ပါကျွန်တော်ကိုရှစ်လို့ယူထားစမ်း ဟောအဲ့လိုလေစိတ်မညစ်ပါနဲ့ကိုအရက်ရှည်တော့ဆိုရင်တော့အရက်ရှည်တဲ့အာတချက်တွေအများကြီးရှိပါတယ်အခုကစားရတဲ့ချိန်မှလည်းဆိုအာတချက်အများကြီးရှိပါတယ်ပင်ပွဲတွေမှာကိုနိုင်အောင်ကစားမယ်ဆိုလေကိုအရက်ရှည်တော့သူများတဲ့တပန်းတာနေအာထူးဆန်းတချို့ကြတော့လေဟိုပေါ့နော်ရီကြတယ်ဟာဟာဟာတိုက်ကြတယ်ပေါ့နော်အရက်ရှည်တော့ကြည်ပြီးတော့ဟိုလှောင်တယ်လို့ဘာညာလဲဖြစ်ပါတယ်ဒါပေမဲ့ဟိုတချို့ကြတော့လေအာရဝန်တန်နဲ့ဓာတ်ပုံရိုက်တဲ့လူလည်းရှိပါတယ်အဲ့လို အားတက်တဲ့လူတွေကြတော့ဟိုကျေးဇူးတင်ပါတယ်ကိုယ့်ကိုလို့အားကြရဲဘာညာပြောလို့ရင်တော့ဒီခါကြီးကြရင်လေသူတို့ကကိုယ့်အရက်ရှိတာကိုဟားတိုက်တာလို့ဘာညာဆိုရင်တော့ဒီမှာစိတ်နည်းနည်းတော့တူတယ်လို့အရက်ရှိတယ်ဟိုကိုယ့်ကကိုယ့်အရက်ရှိပေါ့အရက်ရှိတာကနည်းနည်းကိုကဟာဖြစ်အားနေချက်ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကရည်တယ်လို့ဘာညာဆိုရင်တော့စိတ်နည်းနည်းတူသွားတာပေါ့ရှိရဖြစ်ဘူးတာပေါ့ခဏခဏခါကြတော့မတုတ်ပြန်ပါဘူးဒီခါကြီးကြအကြည့်တဲ့ပဲကြည့်လိုက်ဟုတ်ကဲ့ ်မကြိုက်ဘူးပေါ့နော်ဒါခါကြီးကကိုကအရက်ရှည်ရဲဆိုတာအားနဲ့ချက်ရှိနေတဲ့အတွက်ကြောင့်မို့အရက်ရှည်ရဲဒီခါလေးသူကျတော့လက်နဲ့ပါညာပြောရင်ကိုကတော့စိတ်နည်းနည်းတော့ညစ်တာပေါ့အဲ့ဒါရှည်ခလေးရောခလေးမရှိဘူးဟုတ်50နန်းကနေတော့မယူတော့ပါဘူးဟုတ်ကိုကတော့ကိုကတော့ကစားတာနဲ့ပတ်သက်ရင်တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပါတယ်အားကြောင့်မို့ဒီတိုင်းရှေ့ဆက်မယ်ဆိုရင်တော့နီးပြဘာညာတော့လှုပ်သွားမှာပေါ့ဒါပေါ့ရဲလည်းမရှိနေတော့ဘူး အရက်ကတော့ရှည်ချင်တော့ပါဘူး6ပေ6ဆိုတော်တော်များများရှည်နေလေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်